စွမ်းကာဗွန်တွေဆိုတာတွေရောရောက်ပါပြီဗျာအမျိုးတွေကြိုက်တဲ့အိတ်စွမ်းကာဗွန်ပေါ့ပေါ့ပါပါလေးဗျာလက်ထဲမှာကောင်းမလိုက်တာတော်တော်ပေါ့ပါတယ်လင်းနိုသိမ့်ပတ်ရဲ့အိတ်စွမ်းကာဗွန်ဖြစ်ပါတယ်ဂျန်7ဖြစ်ပါတယ်ဗျာ Gen 5တွေ Gen 6တွေမဟုတ်တော့ဘူး Gen 7ဖြစ်ပါတယ်ဘေးပေါင်ကျင်းမဲ့ Welcome Privacy Shutter အထာလေးတော့ခက်ကြကြလေးဖြစ်နေတယ်ဗောဗျာ Keyboard အဲ Fingerprint ပါမယ် ကီးဘုတ်ပတ်လိုက်လဲပါသေးရဲ့ဗျာတော်တော်ပေါ့တဲ့ A1 ကောင်ပေါ်ဖြစ်ပါတယ်ပေါ့ပေါ့ပေါ့ပါတုံးပါဗျာတဲသွားတဲလာအရန်ကောင်းတဲ့အနေထားပဲဖြစ်ပါတယ်မြင်တဲ့အတိုင်းပဲ A1 ကောင်ပေါ်ပဲဖြစ်ပါတယ် Lenovo သူမဲ့တော်တော်ပေါ့ရဲဗျာကဲ specification အနေနဲ့ကတော့ i5 ကို8 gen ဖြစ်ပါတယ် RAM 8 gen နဲ့ SSD 256ပါဝင်ထားတဲ့အပြင်16လက်မ display ကို480 display နဲ့တောင်းအောင်မှာဖြစ်ပါတယ် keyboard ပတ်လိုက်ပါမယ် fingerprint ပါမယ်အနေထားလေးဖြစ်ပါတယ် ကဲသူရဲ့ညာဘက်ချမ်းမှာတော့ပါဝါကီးလေးရတော့ညာဘက်ချမ်းရောက်သွားပါပြီဘေးကိုရောက်သွားပါပြီ USB ပေါ်ပါမယ်ဘယ်ဘက်မှာဆိုလို့ရှိရင်တော့ audio ကြက်ပါမယ် HDMI USB Type C နှစ်ပေါ့အားသွင်းတဲ့ပေါ်ကလည်းကျွန်တော် Type C နဲ့ပဲဖြစ်ပါတယ်အဲ့ဒါတော့ H1 ကမှဈေးနှုန်းလေးကတော့73,500ပုံမှန်ဈေးတက်တက်တတယူပါ73,500အလုံးနဲ့အများကြီးရွေးချယ်စရာရှိပါသေးတယ်ဗျအဲ့တော့ကြောင့်မလို့ H1 ကမှနဲ့ရှာနေရဆိုလို့ရှိရင်အလုံးတန်လေးတွေဆိုင်မှာရောက်နေပါပြီ အမဇန်6လနဲ့တေချာရောင်းမင်းနေတဲ့ laptop ကြီးဖြစ်ပါတယ် X1 carbon ကြောက်ရဲ့ hello လုပ်ပေးပါကျေးဇူးတင်ပါတယ်ဗျာ